အမားတွေကနေရနိုင်တဲ့တံပေါ်ခက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 ်သင်ယူစရာမလိုပဲအမားတွေကိုရှောင်းနိုင်မဲ့နီလန်းတွေ အများကြီးရှိပါတယ်စတော့ဈေးကစားရင်တစ်ချက်ပေါ်သွားလိုက်တာနဲ့ဆုံးရှုံးသွားနိုင်တာကိုအရင်အနည်းအများကြီးဆုံးရှုံးပြီးမှသိနိုင်တာ မဟုတ်ပါဘူးအမားတွေနဲ့ဘဝသင်ခန်းစာတွေပေါ်နေရာဆောင်ကနေယူတတ်ရင်ရပါတယ် จิตတ်ရင်ပညာဆိုတာသင်လို့တဲ့သူရဲ့အမြင်မှာအမဲလို့လို့ရှိကိုရှိနေပြီသားဖြစ်ပါတယ်အမားကိုတော့ဘယ်သူမှဆောင်လွဲလို့မရပါဘူးဘယ်တော့ပဲစူးစားနေပါသေးအလွဲအမားလေးတွေနဲ့မလွဲမသွေကြုံကိုကြုံတတ်ပါတယ်ဒဏ်ရာမရအောင်ကစားတဲ့နီးဆိုပြီးယူကျမှာဘယ်တော့ပဲ လိလာသင်ယူထားနိုင်ပါစေအချိန်တန်ရန်သူ့အကြောင်းနဲ့သူတန်ရာရခြင်းရသွားတာပါပဲအမားတွေလည်းအဲ့ဒီလိုအဲ့ဒီလိုပါပဲဗျမဖြစ်ခြင်းရင်ဖြစ်ခြင်းရင်ကောက်ကာငင်ကာဖြစ်သွားတာပဲပြီးခဲ့တဲ့အပတ်တုန်းကကျွန်တော်အားကစားလုပ်တာခါနာသွားတယ်ကို့အပြစ်နဲ့ကိုပါပုံမှန်ထက်ပုံပြီး ရှားစီလိုက်လို့လည်းဖြစ်သွားတာပါဘယ်သူမှအပြစ်တင်လို့မရပါဘူးအမားတွေလည်းဒီလိုပါပဲဘယ်တော့ပဲရှောင်နိုင်ပါစေသူ့အကြောင်းနဲ့သူစစ်ချင်းဖြစ်လာတာပါပဲမဖြစ်ချင်းလည်းအလွဲလေးတွေကအချိန်တန်ဖြစ်လာတတ်ပါတယ်ပြီးခဲ့တဲ့အပတ်ကကျွန်တော်မိဘတွေစီအလဲသွားဖြစ်ခဲ့တယ်မတွေ့တာကြာပြီဖြစ်တဲ့သူတို့ရဲ့ Richard Shaw ရဲ့အကြောင်းကိုမြင်လိုက်တော့မနေနိုင်တော့ပဲစက်ချင်းဆိုတော့ကောက်ချီလိုက်တာကျကနေကျွန်တော်ဘယ်ဘက်ခါယူလွဲသွားတယ်အနည်းအထိုင်မှားနေလို့လည်းမဟုတ်ဘူးဇွားဘူးထပြီးကြောင်ကိုသွားစီလိုက်လို့လည်းမဟုတ်ဘူးဒီအတိုင်းလွဲကျင်တော့ကောက်လွဲသွားတာမျိုးပါအဲ့ဒီဘက် အဲ့ဒီဘဲဘဲချမ်းကအခုမှစစ်တာတော့မဟုတ်ဘူးပြကျွန်တော်အသက်ဆက်ဆောင်နှစ်ကလေးကတခါတလေစစ်ခဲ့ပူပါသေးတယ်ဆယ်နှစ်နေပါပြောင်းနေခဲ့တဲ့ရောဂါဟောင်းကဖြစ်စင်တော့လဲဆက်ချင်းဖြစ်လာရောတပတ်နေပါမပတ်မမတ်မရနိုင်ခဲ့ဘူးအခုတော့အဆင်ပြေသွားပါပြီတိတ်တော့မဆိုးတော့ပါဘူး ်ထိမထားတဲ့ဇောကဟောင်းပြန်စစ်လာတော့မှပို့ကိုကို ပြန်ဆန်းစစ်မိတဲ့အမားကြီးလုံးမိမတာအလွဲကြီးရဲ့အကျိုးဆက်ကြောင့်ဒုက္ခရောက်တာမဟုတ်ဘူးကြအမားလေးတွေစုလာရင်လဲကြာလာတာနဲ့အမျှအမားကြီးတက်ဆိုးရွားတဲ့အကျိုးချက်တွေဖြစ်လာတတ်ပါတယ်အဲ့ဒီနောက်ပိုင်းကျမ်းမာရေးအတွက်အားကစား လောဖြစ်ရင်တော့ခါတန်ရာမတိအောင်အထုကယူဆိုင်ဖြစ်သွားတယ်ဒါကြောင့်အမားလောက်ခဲ့မိရင်တော့မမားလို့အမားလို့မကြွေးဖြစ်တော့ပဲကိုကိုကိုပြန်ထင်းထင်းတင့်တဲ့ချူတောင်းတဲ့ပြန်ချိန်မိသွားတယ်အစိုးတဲကအကောင်းပေါ်လေကိုကိုကိုကယူဆိုင်တင်တယ်ဗျကျမ်းမာရင်နဲ့ပတ်သက်လာရင်ပူပြီးတိထသတိထားတင်တယ် ကျမ်းမာလူကျမ်းမာမှစိတ်ချမ်းသာမှလေကျွန်တော်စကားတော့ကျွန်တော်စကားတော့မဟုတ်ပါဘူးစိနစ်ကပြောခဲ့မှုတဲ့စကားပါအသက်ရှင်နေတည်း၍လူပိသအောင်ဘယ်လိုလေရမလဲအမြဲတင်ယူနေပါအဲ့ဒီလိုလုံးမိခဲ့သမျှအမားတွေရဲ့အကျိုးဆက်တွေကိုကျေနပ်စွာလက်ခံပါကိုကိုကိုလည်းကယူဆက်ပြီးစိတ်ချမ်းသာအောင် ကိုကျမ်းမာအောင်စောင့်ရှောက်ပါရုပ်ပိုင်းဆိုင်ရာတန်ဆွမ်းနေမှစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်နိုင်မည်ကိုကိုကိုနှစ်သိမ့်ခြင်းတတလုံးကျမ်းမာတန်ဆွမ်းခဲ့ပြီးမှအကြောင်းမရှိဆက်ရှင်ဆိုတလို့နေမကောင်းထိုင်မသာဖြစ်သွားမယ်ဒါမှမဟုတ်ယောဂဆန်းတစ်ခုခုကြောင့်မလုံနိုင် မကင်နိုင်တော့ပဲအစီအရင်လေးကိုရှောက်သွားမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲရုပ်ပန်းဆိုင်ရာပဲထိခိုက်သွားတာ မဟုတ်တော့ပဲစိတ်ပန်းဆိုင်ရာ ကျမ်းမာရေးကိုပါထိပါသွားတာမျိုးပါကျွန်တော်ဆိုရင်တက်တက်နဲ့တကောမဖြစ်ဘူးတာကိုမှ ထူထူဆန်းဆန်းချစ်သွားခဲ့သေးတယ်ဝမ်းကောင်းခဲ့သူကဝမ်းတစ်ခါပြတ်သွားပြီးနောက်ပိုင်းဝမ်းတကာပြတ်သွားပြီးနောက်ပိုင်းမပြီးတော့ပဲရာသက်ပံဝမ်းပြော့ ယောဂဝင်သွားတာမျိုးနှစ်နှစ်မကတော့ဘူးခံစားနေရတာကအတော်လေးကို စိတ်တတိတော့နိုင်စရာယောဂပါတပတ်မှာအနည်းဆုံးနှစ်ခါလောက်မနဲ့နိုးတိုင်းပိုင်းလာတယ်တစ်ခါတလေကြတော့ထိုးပြီးအောင်တယ်တနေ့ကုန်ပဲမတက်တာဘူးတပတ်လုံးအပတ်တိုင်း ခံစားနေရတဲ့ခဏလေးနဲ့ပြီးသွားတဲ့ယောဂမျိုးမဟုတ်တော့ကိုကိုကိုစိတ်အားပေးဖို့ကြတော့မလွဲပြန်ဘူးတမန်လေးမကောင်းတာမျိုးလို့ဆိုရင်ပြန်တက်တာသွားမှခဏနာလိုက်တာလေးကျင်ကမလုတော့ပဲတရက်လောက်နေနေလိုက်ရင်အစင်ပြေသွားလိမ့်မယ်လို့ကိုကိုကိုပြန်နှစ်သိမ့်လို့ရတယ်အခုဟာက အပတ်တိုင်းအမြဲလိုလိုဖြစ်နေတော့ဆေးလဲမကူနာလူလဲမကူနာဖြစ်နေပါလေရော ကောင်းသွားမှာပါလေလို့ကိုကိုကိုတွေးရင်မထူးဘူးဘိုက်ကတစစ်စစ်နဲ့အောင့်နေတာကိုအကောင်းဘက်တွေးလေအဆိုးဘက်ရောက်သွားလေနဲ့စိတ်သက်သာရာရမယ့်အစားပိုပြီးစိတ်ပင်ပန်းသွားရတဲ့ဘဝကြီးကဘယ်လိုမှ ခမန်းလို့မရတာပါ မထင်ရင်မထင်တာတွေတန်းစီပြီးဖြစ်တာဖြစ်ကုန်ဖြစ်လာတတ်တယ်ကိုယ့်အဖြစ်ကို ပေးချလေးကြံတွေးမိတော့မှ ကိုယ့်ကိုယ်ကိုစိတ်အားပြည့်အောင် ပြန်ဆောင်ဖြတ်တဲ့ပုံစံလွဲနေသလိုခံစားရတယ်ဘဝမှာ အကောင်းမြင်တတ်တာကကောင်းပေမဲ့အကြောင်းမမြင်နိုင် မချင်းတော့လက်တွေ့မကြဘူးဗျအဲ့ဒါကြောင့်အကောင်းမြင်လိုက်တာတဲ့အကြောင်းမြင်ပြီးအဖြစ်မှန်လက်တွေ့ကိုလက်ခံနိုင်အောင်စိတ်အားမွေးလိုက်တာကမှအတုံးကြပါသေးတယ်အကောင်းမြင် အတွေးတွေနဲ့ဖာသေးနေမယ့်အစားအကြောင်းမြင် အသိနဲ့အဖြစ်အပျက်အတိုင်းကိုသိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေလက်ခံနိုင်အောင်ကြိုးစား တာကမှစိတ်ခွန်အားကြီးရာကြပါတယ်။နာကျင်မှုဝေဒနာတွေက အကောင်းမြင်မြင်အဆိုးမြင်မြင်ဘယ်လိုမြင်မြင်ဖြစ်နေပြက်နေမှာဖြစ်ပြီးဖြစ်နေ ပြက်နေပြီးဖြစ်တာကြောင့်အကြောင်းမြင်တဲ့အသိနဲ့လက်ခံလိုက်ပြီးတဲ့ရင်ဆိုင်လိုက်တာကမှတတရာရပါသေးတယ်။စေနိကပြောထားတယ်လို့ပါပဲ လူသားကမွေးရပါအတိတရားရှိတဲ့တတဝါပါ ကိုယ့်အတွက်ကောင်းမဲ့အရာတွေနဲ့အကျိုးရှိမဲ့အရာကိုခွဲခြားသိမြင်နိုင်ပါတယ်အကြောင်းအကျိုးဆင်ခြင်နိုင်စွမ်းရှိပါလျက်နဲ့ပို့ကိုကိုအယုံစိတ်တွင်ပြည်လှည့်ပြားနေစရာ မလိုအပ်ပါဘူးဖြစ်နိုင်ရင်နိုင်ရင်နိုင်သည့်အလျောက်ပိုင်ရင်ပိုင်သည့်အလျောက်ရဲဝံ့စွာ ဆုံးဖြတ်သုံးသပ်ပြီး အကျိုးဆက်တိုင်းကိုလက်ခံနိုင်စွာသိရပါမယ်။ဒါမှသာစိတ်ကွန်အားကျေးဇူးဖြစ်ပြီးလူပိသနိုင်မှာပါ။အကောမြင်စိတ်ဝေးပေမဲ့ကြုံတွေ့နေရတဲ့စိတ်အခက်အခဲကိုဖြေရှင်းနိုင်စွာမရှိတော့ရင် အကောမြင်စိတ်ရဲ့စန့်ကျင်ဘက်အဆိုးမြင်စိတ်ကကိုယ့်ကိုဆက်ပြီးဒုက္ခပေးသွားတတ်ပါတယ်။ ရင်ဆိုင်နေရတဲ့အရှင်တွေတွေကိုကြော်လွန်နိုင်စွမ်းမရှိသေးမှတိပါလျက်နဲ့မယူရဆန်တဲ့လောက်ရတဲ့မလောက်ချစ်အောင်ဖီအားပေးလာတတ်ပါတယ်အကောင်းမြင်စိမ့်နဲ့ကိုကိုကိုခြေသိမ့်တာကိုလည်းပြော့ညံ့တဲ့လောက်ရတခုလိုမျိုးခံစားချက်တွေဖြစ်သွားအောင်လှုပ်စော်တတ်ပါတယ်ကိုအတွင်းနဲ့ကိုအချက်ရအောင်လုပ်ပြီး ေါတက်ကရအလုတ်တွေလုတ်ဖြစ်အောင်စိတ်ဆွတက်ပါတယ်လွတ်တွေ့မဆန်တဲ့အသွေးမှန်သမျှခေါင်းထဲကထုတ်ပြစ်ပါ အဆိုးမြန်တာကအဆိုးသောအခြေအနေတွေမှာမတူညီတဲ့ရှုတော့အမြင်တွေ့ကုန်ပေးနိုင်စွမ်းရှိပေမဲ့နေရာတိုင်းမှာအတုံးမဝင်ဘူးမဖြစ်တဲ့မတွေးတဲ့အတွေးတွေတွေး ချစ်အောင်တွေးအောင်လွှမ်းမိုးလာခဲ့ရင်ခေါင်းထဲကနေချက်ချင်းထုတ်ပြပါဘယ်သူမဆိုကိုထင်ထားတာထက်ပိုပြီးစွမ်းကြပါလေအဲ့ဒီအချက်ကိုလုံးဝမမေ့ပါနဲ့အကြောင်းအမျိုးမျိုးကြောင့်တိမ်ငယ်စိတ်အားငယ်စိတ်ဖြစ်နေခဲ့ရင်ကိုကိုကိုစိတ်ခွန်အားပြန်ပေးပါကိုဟာကိုထင်ထားတာထက်ပိုပြီး စွမ်းနိုင်ပါတယ်ကိုယ့်ရဲ့အစွမ်းအစတွေကိုချက်ကောင်းထိအောင်မထုတ်သုံးသေးဘူးမထုတ်သုံးဖူးလေးမထုတ်သုံးသေးဖူးလို့သာအစွမ်းအစမဲ့တယ်လို့မျိုးခံစားနေရတာပါဇင်းဆိုင်နေရတဲ့အခြေအနေတွေပဲလောက်ပဲဆိုးရွားနေပါစေဖြတ်ကျော်နိုင်ပါတယ်ရင်ဆိုင်နေရတဲ့အခက်အခဲတွေဘလောက်ပဲရှုပ်ထွေးနေပါစေဖြည့်ချင်းနိုင်ပါတယ် ဘဝကြီးရဲ့စိန်ခေါ်မှုတွေက ကိုယ့်ရဲ့လက်ခံနိုင်မှုအပေါ်လာပြီးလွမ်းမုံအုပ်ဆိုးလာတာဖြစ်တဲ့အတွက်ကိုမအသင့်မဖြစ်သေးပဲဘဝကြီးကပြဿနာမချဘူးဘဝကြီးကခင်ထားတဲ့အချိန်မှာအကြောင်းတိုက်ဆိုင်သွားစိန်ခေါ်လာပြီးဆိုရင်လည်းမကြောက်ပါနဲ့စိတ်အားတင်ထားပြီးရအောင်ရင်ဆိုင်ကြော်ပြတ်လိုက်ပါအဲ့ဒီစိန်ခေါ်မှု အဆုံးမှာတံပိုးမပြတ်နိုင်တဲ့တိုးတက်ရာလမ်းကြောင်းအကျိုးဆက်တွေကိုဘဝကြီးကပြန်ဆွချပါလိမ့်မယ်ဘယ်လိုအခြေအနေရောက်ရောက်မတုံ့လောက်ပါနဲ့စိတ်တန်ရာတွေနဲ့နှောက်ချက်မှုတွေရောက်လာခဲ့ရင်စိတ်ကွန်အားနဲ့ပြန်တိုက်ထုတ်ပါအတိတ်ဆိုးရက်လောင်းရိပ်တွေကလွှမ်းမိုးလာလွှမ်းမိုးလာဖို့စူးစမ်းလာရင် အနာကအပေါ်ယုံကြည်မှုအဖြစ်ထားတဲ့စိတ်နဲ့စိတ်ခွန်အားတွေနဲ့ပြန်တံပြန်ဖုံးလွှမ်းပြလိုက်ပါ ကိုဟာကိုထင်သာတာထက်ပူစွမ်းပါတယ်ဘယ်တော့မှ အဆိုးဆုံးတွေကိုကြောက်တဲ့စိတ်မဖြစ်ပါစေနဲ့အဆိုးဆုံးတွေကိုရှင်ဆိုင်ဖူးသူသာအကောင်းဆုံးစွတ်သာတွေနဲ့နှိစက်နိုင်တာဖြစ်ပါတယ်